နိုင်ငံတော်ကြီးကဘုံကြီးကြီးမင်းအောင်လိုင်းကိုရိုင်းငလင်းနဲ့ပတ်သက်ပြီးအလှူငွေလက်ခံရယူမှုလုပ်မယ်လို့သိရတယ်လို့သိရပါတယ်အဲ့တော့ကုညီတိုင်းတဲ့ဘက်ကနေကုညီပေးကြပါလို့ဦးစင်းရတော့ဒါမေတ္တာရခံနေမှာဒီကြမှာအနည်းအစိမ့်တွေမခွဲခြားပဲနဲ့စိမ့်တာတွေဒီတာတွေနိုင်ငံရေးတွေကိုဘေးထဲတာဘေးဖယ်ငလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တဲ့သူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တဲ့ range လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်။ဒီနေ့မြန်မာပါကြ။ဒီနေ့က32ရက်ဒေါ်လာပါ ဒါဆိုလည်းမှ25ဖြစ်ပါရဲ့ဗျာဦးဇင်းတို့လည်းတန်ရောက်ခံရတဲ့ဒီရောမန်နေဂျာစတိုင်းတိုင်းလီပြီးတော့မှနေရာလေးပေါ့နော်တိုင်းလုံးတိုင်းခံရတာလေအားလုံးလည်းအတီးပြောက်ကြရလဲနားတဲ့စတိုင်းတိုင်းဆိုလို့ရှိရင်လည်းနေရာတိုင်းဆိုတာကပုံနဲ့အောင်ဖွက်နေပြီလို့ပယ်စရေးတွေလည်းတော့တော့ရောက်ရှိနေတာနားလေတော့လာနေတော့ခဲတော့ခဲနေကြတာပါနဲ့စတိုင်းတိုင်းဆိုလို့ရှိရင်ဘူးပြည့်ကြီးတစ်ခုဖြစ်သွားတယ် တော့ပြပြီးသားလည်းလလင်တာဆိုတော့ဒုတိယချပြီးတော့ဒီမှာလည်းသူ့မကယ်နိုင်ကိုမကယ်နိုင်တဲ့အနေအထားတစ်ခုသက်သက်ကနိုင်ငံတော်အစိုးရအနေနဲ့လည်းဒါလုံးဆောင်နေတယ်ဆိုတော့နိုင်ငံတကာအကုန်လုံးဖိတ်ခေါ်နေတယ်ဆိုတာလည်းအမျိုးများအားလုံးရင်းတွေ့ရမှာပါပဲ။အားလုံးကြီးကိုယ်တိုင်လည်းမြေမနာညမနာနဲ့ ူကိုယ်တိုင်လေးလာလူကိုယ်တိုင်ကွင်းစင်းပြီးမှလုတ်ဆောင်နေတဲ့ဖိုင်လေးပြည်သူများအားလုံးသိရပါတော့နော်နိုင်ငံတကာကိုလည်းအကုန်လုံးဖိတ်ခေါ်ထားပါတယ်ခင်ဗျဒီကြားထဲမှာမဟုတ်စလို့စေမကောင်းတာကအန်ယူဂျီဆိုတဲ့အန်လီဆိုတဲ့ဒီဒီပိတ်ကိုလည်းပြောရမှာပါနော်မလုံနိုင်နေပါမကူရင်နေပါဒီချိန်လေးမှာတော့နိုင်ငံရေးစကားတွေကိုဘေးမှာထားလိုက်ပါလို့ဦးစင်းနေမှာပြတတ်ရခိုင် ော်ဘယ်သူကအဝေမခံဘူးဒီစစ်တဲ့စစ်ကောင်စီကအဝေမခံဘူးဘယ်ကအဝေမခံဘူးဆိုတော့မဟုတ်တဲ့အမှားတွေပြည်သူကိုဂျင်းမထက်ပါပြည်သူတွေကိုမိုက်မတိုက်ပါပြည်သူအလုံးကသိချမ်းသာနေရလို့ပြည်သူအလုံးကတော်ရွှေနေကြတာလို့အကုန်လုံးပြည်သူအလုံးမြန်မာနိုင်ငံနိုင်ငံလုံးအနိုင်ရရှိတယ်ဒီတည်ခြင်းပြည့်စည်နေရတယ်မြင်ပြီးမှစေတကောင်းဖြစ်နေတာတချို့ကျွန်တော်တို့နိုင်ငံရေးဆိုတာကြီးကိုနားပါလက်ရလဲမြင်းမှုဘက်ကနေငွေရွာနေတာတယ်ဘယ်သိအွယ်လား မြေမှုနာကပြစ်တယ်သူတို့ပဇဲတူတည်တယ်ဒါမျိုးတွေမလုပ်ပါဘူးနော်ခင်ဗျားတို့ကပါဇက်ကရာပြစ်ကြရဟွာလုပ်တဲ့ဒီမြေရတာလို့ဆိုတာပြည်သူတွေကိုခင်ဗျားတို့ဂျင်းနေလဲမကြည့်ရဘူးပြည်သူတွေကိုအစိတ်မခတ်တော့ပါနဲ့လို့ဒါပြောချင်ပါတယ်နော်ဒါကတော့အဓိကပါနော်နောက်တစ်ချက်ကတော့ဦးဇင်းတို့အနေနဲ့လည်းနေရာတိုင်းနေရာတော့မမှတ်တော့ဘူးပြေးချင်တယ်အဲ့တော့ဦးဇင်းတို့မြူလာရီသမားတွေ ်ဦးဇင်းတို့တွေကချမ်းသာတဲ့ခွန်ကြီးတွေမဟုတ်ဘူးဘုန်းကြီးတဲ့ခွန်ကြီးတွေလည်းမဟုတ်ဘူးလူကျင်တဲ့စိတ်ပဲဦးဇင်းတို့မှာရှိရအောင်အဲကြဦးဇင်းတို့ဦးဇင်းဒီမှာကလည်း license ကတစ်စီးပြီးကိုတစ်စီးရှိတယ်2000လောက်မှာဆန်လာ2000ပြီးကိုတစ်စီးအဲ့တော့ဦးဇင်းကအဲ့ဒီကဟကားလေးတော့ရောင်းလိုက်မယ်ကွာလို့ရောင်းလိုက်ရင်တော့အကျွေးရတော့150ကျန်နေတယ်လို့ရောင်းလိုက်ရင်တော့တစ်ခေါက်ကျော်လောက်နဲ့ရောင်းနေတယ်လို့အဲ့မင်းတို့ အာဦးစင်းလိုင်းပေါ်တော့မတင်ပါနဲ့တဲ့ငားရနေကြတပြီတော့ငွေချင်မှာပေါ့လောလောဆယ်ယူထားဦးပေါ့အကုန်လုံးချင်မှာပေါ့ယူတရား90လေးဘူးဆက်ပေးမှာပေါ့နော်အဲ့တော့ဦးစင်းတစ်ထောင်နဲ့ရလို့ဆိုတစ်ထောင်လုံးဦးစင်းရတာယူမှာပေါ့နော်တစ်ထောင်လုံးကိုလူပေးသွားမယ်ဘုံမှာပေါ့ဒီလိုက်ရှင်တွေကိုတော့အဓိကဦးစားပေးပြီးယူသွားမယ်ဘာလို့ဒီလိုက်ရှင်တွေကိုဦးစားဒီလိုက်ရှင်တွေကဒီမှာတိုင်းမဲ့လူတိတ်မရှိကြဘူးဒီမှာတိုင်းမဲ့လူနဲ့နဲတယ်ပေါ့နော်ဒီလိုက်ရှင်တွေဦးစားပေးပြီးမှဦးစင်း ဒီလိုက်ရှင်နေအတွက်ကိုဦးစေ1900လောက်လူသွားမယ်နောက်ထပ်1900ကိုတော့ဦးစေကဒီလိုအပ်ဒီချမ်းမာတဲ့ဓာတ်1000နဲ့တော့မကြည့်ပါဘူးဦးစေလိုအပ်တဲ့ဓာတ်တွေကိုဒီသတိတနေဦးစေကတကယ်ရက်ွက်တွေမှာငလျင်တာခံရတဲ့အိမ်ရက်ွက်တွေမှာဦးစေကသမင်းလိုက်ကြည့်ဒီနေ့ကိုသမင်းမှု900ဒါရနတ်နိုင်ပထမဒီနေ့30ရက်29ရက်နေ့ဆိုဦးစေသမင်းမှု1000ပေါ့နော် တက်ဘွက်တယ်လိုက်ပြီးတော့ပြုလုပ်ဘူး။ခုနှစ်သားလည်းမိကောင်းဘူး။နေရဆိုလို့ရှိရင်လည်းဦးစင်ကခင်မင်းဘူးခုနှစ်ရပြုလုပ်ဘူးလေ။ဒီနေ့တော့ဦးစင်ကျမကြီးလည်းတိတ်ပြီးမှပေါ်လာတယ်နားတယ်။မနေ့ကဆိုလို့ရှိရင်တော့ဦးစင်ကခင်မင်းဘူး1500လောက်ကိုဒါနန်းလေးတနေရာဦးစင်သွားပြီးမှပြုလုပ်ပြီးမှဖြစ်ပါတယ်။ဒါကတော့ဦးစင်ဒီဒီမဲ့တိတ်တစ်ထောင်လေးရတော့ပေါ့ပေါ့ဆိုတော့ဦးစင်ကြောင့်မှဆက်ရှိရဆီရှိရကျန်တဲ့ဟာတော့ဦးစင်တို့ဒီတက်တယ်တလာတက်တာဒီကျဲဦးလို့ ရတော့လောက်ဘူးစီရှူတယ်ယူပြီးမှကျက်ဦးရဲ့အာညတိကျော်ရဲ့ရဲ့ချယ်လေးရဲ့စားလို့ဖြစ်အောင်မစားလို့ရတာရှိအောင်တတ်နိုင်လို့ဦးစင်လုံဆောင်ပြီးမှဒါကျိုးမှုကြီးဖြစ်ပါတယ်ဗောနော်ဒါနဲ့ဂျီပိုတဲ့ဦးစင်လေခဲ့တဲ့မန္တလေးငါးစုတိုင်မှာလဲဝါခမအကြောင်းပိုက်ကျုံကျောင်းဒီတော်တော်ကြီးရှိအောင်နှစ်တရာကျော်လဲပျက်စီးမှုသွားတယ်ဦးစင်တို့ကြားတဲ့ဒီကိုလဲဦးစင်က ကိုနေခဲ့တဲ့နေရာလေးဖြစ်တဲ့အတွက်ကြောင့်ခိုက်တဲ့မှာတော့ဘူးတင်ရလူတန်းပြီးတော့မှဖြစ်ပါတယ်နော်။အမှန်တကယ်လိုအပ်တဲ့နေရာလေးဥစဉ်ဆွမ်းနိုင်နေမှာဒါလူတော့မှဖြစ်ပါတယ်နော်။အဲ့တော့အဓိကပြောချင်တာကတော့ဥစဉ်ကဒါကိုဘုံခေါ်ခြင်းမဟုတ်ပါဘူးနော်။ဘုံလုံးခင်ဗျားတို့တွေ့ကြည့်လိုက်ကြည့်လိုက်တာပတ်စံရှိတဲ့စိတ်တိုင်းပိုင်ရှင်ကြီးလေအကုန်လုံးပြုတ်ပြီးတရလာတယ်။ဘာမှမကယ်နိုင်။မရှိတဲ့လူလည်းဆဲမရှိဆဲချမ်းသာဆဲရတာမရွေးဒီဘေးတိုင်းတော့အဲ့ပါခင်ဗျားတို့ကြည့်လိုက် ဘာငွေကြီးရမကယ်နိုင်လေဘထူးမှအဲ့ဒီငွေကြီးကမကယ်နိုင်ဘူးเนาะမကယ်နိုင်ဘူးအဲ့တော့ပြောချင်တာကတော့ဟုတ်လားဦးစင်းမင်းကတပည့်တရားကပြောတယ်ငါအဲ့လိုလေအဲ့လိုလေလို့ဟာဦးစင်းကောင်းတယ်တပည့်တော်တဲ့ဒါလူမာပြားတယ်တပည့်တော်ကဝင်းကြီးကအိမ်ကြီးအပေါ်လုံးပြူသွားတယ်တပည့်တော်အိမ်ကြီးနဲ့တကယ်လို့မင်းနဲ့တပည့်တော်အိမ်ပြူသွားလို့ရှိရဲ့နဲ့တပည့်တော်အဲ့အိမ်ကိုပြန်ပြီးမှဆောက်ရမယ်တဲ့ပုံပဋ္ဌာန်ပုံပဲတဲ့အဲ့တော့တပည့်တော်အိမ်မပြူကောင်းတယ်အဲ့တော့တပည့်တော်အိမ်ဆောက်ရမယ်ငွေရိုးတဲ့ တပည့်တော်ကြံတဲ့နေရာတွေအကုန်လုံးထူးမှာဗျာတပည့်တော်ဒါတော့ဥသိရဲ့ဒါအနလေးရပေါ့ပြည်သူစစ်ကောင်းဆောင်တပည့်ရဲ့ရုပ်ခွင့်တာပေါ့နော်အဲ့တော့ဘာမှမဖြစ်တဲ့လူတွေကလည်းချင်းချင်းမေတ္တာတရားနဲ့ရိုင်းရင်းကူညီကြပါကိုစွမ်းနိုင်တဲ့ဘက်ကနေလှုပ်ဆောင်ပေးကြပါကိုကူညီနိုင်တဲ့ဘက်ကနေကူညီပေးကြပါလို့ဥသိရတော့ဒါမေတ္တာရခံနေမှာဒီကြမှာအလင်းအစိမ့်တွေမခွဲခြားပဲနဲ့စိမ့်တာတွေညီတာတွေနိုင်ငံရေးတွေကိုဘေးထဲတာဘေးပယ်တာပါလို့ပြောချင်ပါတယ်နော်ဘေးပယ်တာပါ အဲ့အခြားနိုင်ငံတွေတောင်မှကလာပြီးမှကိုယ်နိုင်ငံအောင်လာပြီးမှပြင်ကြရတယ်ဝိုင်းဝန်းကြရတယ်ခင်ဗျားတို့အဲ့ဒါကိုကြည့်ပါဘာဖြစ်လို့ကိုယ်နိုင်ငံသားအခြေချင်းကဒီချိန်မှာနေရာစိမ့်တာတို့ဖေးရတာဘာဖြစ်လို့တရားနဲ့တရားကမေတ္တာတရားမပွားများနိုင်ရမှာလဲဆိုတာလေးလို့ကြည့်ပါလို့နော်အာမအလာကနေပြေဝင်ကိုမပြေဘူး။ဘာဟူအားမပြေဘူး။ဒီလိုတွေအထင်အမြင်လွဲအောင်ဝါဒမှာဖတ်ကြပါမယ်။ဒီချက်ဘာတွေလုပ်ပြရမလဲ တမန်တော်ရည်နေမအညာမရဲတွေနေမအညာမအကုန်လုံးအကုန်လုံးနေရာတိုင်းနေရာတိုင်းမှာတမန်တော်ရည်ရှိတဲ့ရဲတွေရှိတဲ့ဒီချက်တွေရှိတဲ့ဝန်ထမ်းတွေရဲ့ကယ်ဆယ်ရေးတွေရှိတဲ့ဒီချက်ဘာတွေလုပ်ပြရအောင်လဲ။ဒါကိုလည်းကြိုးချင်ပါတယ်။အဲ့တော့နိုင်ငံရေးသမားတွေသူမျက်နှာရပ်ခိုင်နေတာကထိုင်းနိုင်ငံနိုင်ငံရေးသမားတွေအကုန်လုံးပါဇက်စပီကာဟိုဘက်ကအနီးဘက်ကနိုင်ငံရေးသမားတွေမြန်မာနိုင်ငံကြီးကိုဒီချိန်မှာဝါရတွေမဟုတ်ပါဘူးကလေဝါရတွေမဖြန့်ကြပါနဲ့လို့ဦးစေးမေတ္တာရပ်ခိုင်နေပါလေကနော်။မကူညီခြင်းနေပါ မြန်မာနိုင်ငံကြီးကိုတစ်ဖက်တစ်လက်အနေမဆောက်ရှောက်ရှင်နေပါဒုက္ခမပေးကြပါနဲ့လို့ပြောချင်ပါတယ်အားလုံးကပါလို့ပြငလျင်နဲ့ပတ်သက်ပြီးတော့ပါဒီနေ့အဲနေ့လေ12နှစ်ခွဲလောက်ဖြစ်မယ်ထင်တယ်12နှစ်ခွဲလောက်ကြာလို့ရှိရင်တဲ့အာလက်ရှိနိုင်ငံတော်ကြီးကဘုဇဘူးကြီးမင်းအောင်လိုင်းကိုရိုင်းငလျင်နဲ့ပတ်သက်ပြီးအလှူငွေလက်ခံရမှုလုပ်မယ်လို့သိရတယ်လို့သိရပါတယ်အဲ့တော့အာရန်ကုန်ကလုပ်ငန်းရှင်တွေလည်းမနေ့ကအစောကြီးထွက်သွားကြတယ်လို့သိရတယ်မန္တလေးကတချို့သောလုပ်ငန်းရှင်တွေနေရနေပယ်တီးတီးကလုပ်ငန်းရှင်တွေ ဲတကယ်ဟိုတတိယပုံကိုတွေတော်တော်များနေပြီးတော့ကြီးတက်သွားကြတယ်လို့သိရပါတယ်နေပြီးတော့မှအခုဒီနေ့နေ့လေစနစ်ခွဲကြလို့ရှင်ပုံကြီးကြီးကိုယ်တိုင်အလူခံမှာဖြစ်တယ်လို့သိရတဲ့အတွက်ပြောင်းပါအဲ့တော့သူကလည်းပွန့်လည်းပြောင်းတော့ဒီငလျင်နဲ့ပတ်သက်ပြီးအလူခံကြမယ်လုပ်ငန်းရှင်တွေကလည်းအားလုံးတို့နိုင်ကြလောက်ထဲဝင်လှူဒန်းကြမယ်ဆိုတဲ့သဘောမျိုးတွေ့ရပါတယ်အဲ့တော့ဒါကနေပြီးတော့မှဒီနေ့ရုပ်တရက်ဟိုစီစဉ်လိုက်တဲ့ကိစ္စပါမနေ့ကညလောက်တုန်းကတော့ကျွန်တော်အကြမ်းမင်းသိရတယ်ကျွန်တော်မိတ်ဆွေချိုးလည်းစိုးစိအေးပေါ်အဲနေပြီးတော့တက်သွားကြပြီဆိုပြီးတော့ကျွန်တော်လှမ်းပြောပါတော့ကျွန်တော်ငါတို့တက်ပြီးနေပြီးတော့သွားပြီပေါ့အလူကိုသွားကြပြီလို့ လို့ပြောတယ်အဲဒီနေ့သွားသွားလှူကြမလို့လူမိတ်ဆွေချို့ပြောကြပါတယ်အဲ့တော့ဒီနေ့နေ့လည်းစနစ်ခွဲလောက်ကြရင်တော့ဒါဘုံကြုံကြီးကိုယ်တိုင်လှူခံတာမျိုးလုပ်ပါလုပ်ပါလိမ့်မယ်ပြီးတော့မီဒီယာတွေကိုလည်းသူတို့ဖိတ်ပါတယ်မီဒီယာတွေသူတို့ဖိတ်ပါတယ်ဆောင်းမီဒီယာတွေကလည်းလက်လက်မိတဲ့လူကတော့လက်လက်မိသလိုတော့တက်ပါလိမ့်မယ်မမီတဲ့လူကတော့မမီသလိုမတက်ပါဘူးကျွန်တော်တို့ဒီနေ့တော့မီဒီယာကျွန်တော်တို့လှမ်းပြီးဖိတ်ပါတယ်ကျွန်တော်လည်းအခုတခြား issue တခုနဲ့ကျွန်တော်အပြင်းရောက်နေတဲ့အခါကျတော့ဘလို့မှအရိဟာနဲ့မမီတော့ဖြစ်နေတဲ့အတွက်ကျွန်တော်တက်ချက်မဟုတ်ပါဘူး။သို့တော့ဘာပဲပြောဒီဒီဒီလူတန်းမှုနဲ့လူတန်းရတဲ့ လုပ်ငန်းရှင်တွေပတိကြီးရအကုန်လုံးကိုလည်းဘာပဲပြောဟိုကျွန်တော်တို့ဒီကနေပြီးတော့ဟို welcome လုပ်ပါတယ်ဘာပဲပြောဓာကြီးကိုကြည့်ပြီးတော့ကျွန်တော်ဟိုတာရုခေါ်ပါတယ်ခင်ဗျာအဲဘုံကြီးကိုယ်တိုင်ကလည်းဒီလိုဦးဆောင်ပြီးလူခံတဲ့အတွက်သိကောင်းတဲ့ကိစ္စဖြစ်ပါတယ်ဘာပဲပြောဒါမျိုးကအာနေပြီးတော့မှလုပ်တယ်လို့အခြားသောဒီရန်ကုန်မှာလည်းဒါလုပ်လို့ရအောင်မယ်လို့ယူဆပါတယ်ရန်ကုန်မှာလည်းသူလာလောက်ကောင်းလုပ်နိုင်မယ်လို့လည်းကျွန်တော်ယူဆပါတယ်ဘာလို့ဆိုတော့ရခိုင်ချင်းတော့လည်းအဲရခင်တော့ဒီရေးပေးတော့လည်းသူနှစ်ချိန်မကသူလူခန့်နဲ့ကိုနာမိုခါတော့လည်းသူနှစ်ချိန်မက အလူခံတယ်သူခင်ဗျာလည်းဒီမူကာတော့ကလည်းမူကာတော့ကလည်း2023မူကာတော့ကလည်းလူခံရတယ်2024ရေးပြီးမှလည်းသူလူခံရတယ်အခု2025အဲရောက်တော့လည်းသူလူခံရတယ်သူခင်ဗျာလည်းတော့ရှော့အလူကြီးခံနေရတဲ့ဘဝရောက်နေအဲ့ဒါကြီးကတော့တော်တော်ပါပြီတော့ဗောနော်ဆိုတော့ဘာပဲပြောဒီနေ့နေ့လေ12နှစ်ခွဲမှာ12ခွဲလောက်မှဒါနိုင်ငံတော်အဆင့်နိုင်ငံတော်ကြီးခဲ့ကနေပြီးတော့အဲငလင်းနဲ့ပတ်သက်ပြီးလူခံမယ်ဆိုတာလေးကိုတင်လာပေးရပါခင်ဗျာ